တို့ဒီစနေနေ့ကပေါ့နော်ပြီးခဲ့တဲ့စနေနေ့တော့ကျွန်တော်တို့ဒီ US Advocacy Seminar ဆိုပြီးကျွန်တော်ကျင်းပခဲ့တယ်။ဘာကြောင့်ဒီ US Advocacy Seminar ကျင်းပလဲဆိုလို့ရှိရင် US မှာရှိနေကြတယ်ကျွန်တော်တို့ဒီ US နိုင်ငံသားဖြစ်နေကြတယ်နော်ဒီ constitute ရတယ်ပေါ့နော်။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ tax payer တွေပေါ့သူတို့ဒီမြန်မာပြည်ပွားဒီ tax payer တွေအနေနဲ့ကျွန်တော်တို့ US ရဲ့ policy ကိုကျွန်တော်တို့တစုံတရာထိထိရောက်လုပ်ဆောင်အရေးကြီးပြီဆိုကျွန်တော်ခေါ်လိုက်ရ။ဘာကြောင့်ခေါ်လဲဆိုလို့ရှိရင်ကျွန်တော်ပြောရလို့ရှိရင်တော့ကျွန်တော်တို့ဒီ နူးတွန်လိုက်ရလင်းနေပေါ့နော်လင်းနေကြောငါလင်းနေဖြစ်နေပြီအဲ့ဒီအချိန်မှာမြေပြင်မှာကြည့်မယ်ဆိုရင်စစ်ကောင်စီရဲ့နေရာတိုင်းမှာရှုံးနေနေတာဟာတော့အဲ့လိုရှုံးနေနေတဲ့ထားမှာမကျွန်တော်တို့အိမ်ကြီးချင်းကိုကျိုးရှာတရုတ်ကနေစပြီးတော့မှစစ်ကောင်စီကိုနိုင်ငံတကာအလဲမှာဟာလားလူရဝင်အောင်အတွက်စပြီးတော့အသီးမပြုတ်စစ조사လိုက်တွေ့နေတာဆိုတော့အဲ့လိုတွေ့တဲ့ခါမှာသူကဘာအောင်အသုံးချလဲဆိုတော့ကျွန်တော်အာဆီယံကအသုံးချပြီးလုပ်လာတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ UN ကတော့ဘာလို့အစပြီးရင်နောက်ဆုံးပြောရမယ်ဆိုအမေရိကန်နဲ့ဟာလားဒီနောက်နိုင်ငံတွေအစဒီအာဆီယံကိုပဲထိစုံမှာထားပြီးတော့မှโอเคကျုပ်တွန်းနေတဲ့ဒီ စစ်ကောင်စီကိုဟုတ်လားအတိမတ်ပြုဖို့လုပ်ငန်းစဉ်တွေမှာသူတို့ဝင်နောက်ရှင်ပဲနဲ့အထူးသဖြင့် US ပေါ့နော် US နေနေကတော့ကျွန်တော်ဗမာပြည်နဲ့ပတ်သက်လို့ရှင်တရုတ်ကိုသူတို့အာအတိုက်ခံမလုပ်တော့ဘူးတရုတ်ကိုတော့ဆန့်ကျင်ဘက်မလုပ်တော့ဘူး။ဘာကြောင့်လဲဆိုတော့သူတို့မှတခြားရေခင်းတွေရှိတယ်လေ။ဟိုတော့မှာထိုင်ဝမ်ရေးလို့ပေါ့တောင်တရုတ်ပင်လယ်ရေးလို့ပေါ့ရှိနေခါကြဒီဟာတွေကသူဦးစားပေးပြီးတော့ဗမာပြည်နဲ့ပတ်သက်ရင်တော့တရုတ်ကိုသူဝင်မစွတ်ပါဘူးဆိုတော့တရုတ်ကအထွန်းလဲမအောင်ကြောက်တဲ့အနေနဲ့ကျွန်တော်ဗမာ X ဆိုပြီးတော့ဟာ အောင်မြင်ထားတဲ့ဟာကြီးကျွန်တော်ပြဋ္ဌာန်းထားပြီးသားဟာကြီးအဲဒီမှာပါတယ်ကျွန်တော် non lead assistant ဒါတွေဟာကြီးကျွန်တော်မပေးဘူးအခုချိန်ဘာကြောင့်မပေးလို့ဆိုတိောက်ထင်လဲမဆိုသူအဲ့လိုမျိုး policy ပြောင်းလာဆိုကျွန်တော်မြင်လာတယ်ကျွန်တော်တချင်တော့နေဦးတော်ရင်ဆောက်တော့ကျွန်တော်စတုံးခဲ့ကြပါမအဲ့ဒီပါအကုန်လုံးကလည်းကျွန်တော်လူလူငါးတော့ဟာချစ်တဲ့ပြီးတော့တောင်းဆိုကြရတယ်လောက်ကြရတယ်ဆိုတော့အဲ့မမအဲ့မှာကျွန်တော်လိုချင်တဲ့ amendment တွေဘာမှမင်းနဲ့အချိန်လေးနဲ့ကန့်ညီတဲ့နေသားတွေကျွန်တော်အကုန်လုံးလုပ်ခဲ့ကြရတယ်လုပ်ခဲ့ကြရတဲ့နေသားပြောလို့ရှိရင်တော့ဟိုအောင်မြင်မှုတွေရခဲ့တော့နော်ရခဲ့ပြီးပြတ်ထမ်းပေးခဲ့ပြီဒါမဲ့အဲ့အရာကြီး implementation လုပ်မဲ့ executive branch ကမလုပ်ဖြစ်တယ် သမရဒီမိုကရက်တစ်သမရဂျိုးဘိုင်နန်လည်းမလုပ်ဘူးအခုဆိုရင်ကျွန်တော်ဒီရိုဘတ်လီဂန်သမရထရန့်စ်ပူဆိုတာပေါ့နော်မလုပ်တော့ဘဲနဲ့ထောက်ပံ့နေတော့ဖြစ်တဲ့ဆိုတဲ့အနေထားဖြစ်လာဆိုတော့အဲ့လိုဖြစ်လာတဲ့အချိန်မှာကျွန်တော် US policy ကိုကျွန်တော်ကသတိထားမိလာတယ်ဆိုတော့သိအရေးကြီးလာ US policy အပြောင်းလဲဖြစ်လာတယ်ဆိုတော့နောက်ဆုံးကျွန်တော်နောက်ဆုံးဘာမှသတိသာလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ဟာဒီဘဲရင်ဘုံကျဲတဲ့ကိစ္စကိုကျွန်တော်အနေနဲ့စာရေးပြီးတော့ state ဘက်ကိုစာပို့ကြတာကျွန်တော်ခါးလဲပို့နေကြပါတော့အဲ့တော့ state ဘက်မှာရှိတယ်ကျွန်တော်ဒီ Burma Dex senior officer ဆိုတာ သူကနေပြီးတော့ကျွန်တော်တို့ဒီအကြောင်းပြန်လာတာအကြောင်းပြန်လာတာဘာပါလဲဆိုတော့ဟိုထုံးစံတိုင်းမှာတော့ဒါဒီလိုဂျပန်မှုတွေရှုံချတယ်ဟာဒါမျိုးတွေရတန်းကရက်ပါဆိုပြီးတောင်းဆိုတာရှိတော့တော့စစ်ကောင်စီကိုဒါတွေဆက်မလုပ်ဘူးတဲ့တောင်းဆိုဒါမှပါတယ်ဒါမှလည်းနောက်ဆုံးမှဘာပါလာလဲဆိုတော့ကျင်သူကအားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလုပ်ဖို့လိုပါတယ်ဆိုပြီးပါလာတယ်ဒီ dialogue line ကိုတွန်းလာဒါဒီ US policy ပဲတည်ဆောက်သွားရဟုတ်တယ်မလား $5 million for diversity, equity, and inclusion scholarships in Burma. $40 million to improve the social and economic. climb on through the heart of LA. ကျွန်တော်တို့အမေရိကန်ပြည်ထောင်စုမှာကဒီမိုကရေစီတောင်မှဟိုဟာပေါ့လှုပ်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 ဖြစ်နေတဲ့အနေအထားမျိုးဖြစ်နေလေတော့ဒါ အင်ပတန်မှကျွန်တော်တို့ဟိုအရေးကြီးဆုံးအချိန်ရောက်သွားပြီလို့ကျွန်တော်တို့ကမြင်တယ်အဲ့တော့ကျွန်တော်တို့ကဗာမြင်လဲဆိုတော့ဗျာနံပါတ်1ကတရုတ်ကရှိတူးလာတယ်ကျွန်တော်နိုင်ငံမှာကျွန်တော်သူမနိုင်ကိုမနိုင်ချနေတယ်ကျွန်တော်တို့ကစီရင်မှာအားသာလာပြီကျွန်တော်တို့မြို့တွေတော်တော်များများအောင်တင်ထားနိုင်ပြီတစ်တုံညာနှစ်ကုန်ပြီမှာအဲအဲ့ဒီအချိန်မှာတရုတ်ကကျွန်တော်နိုင်ငံကိုဆွတ်ဖက်လာတယ်အဲ့ဒီအတွက်ကြောင့်ဒါကတကြောင်နောက်ပြီးတော့အမေရိကန်ပြည်ထောင်စုက ဒီမိုကရေစီဦးလဲလဲဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့အထောက်ပံ့တွေဖျက်တောက်တာတွေလုပ်ခဲ့တာတကြောင်အဲ့အတွက်ကြောင့်ကျွန်တော်တို့အမေရိကန်ပြည်တော်စုမှာရောက်နေတဲ့ advocacy လုပ်နေတဲ့လုပ်ငန်းတွေကအင်မတန်အရေးကြီးသွားပြီလို့မြင်တယ် ဓိကတော့ဘာသွားတွေ့လဲဆိုလို့ရှိရင်ကျွန်တော်စကားဆိုင် lobby တွေอ่ะเนาะသူတို့ဒီဘက်ကျွန်တော် US တော်တော်ထိုးပေါ်ထားပြီအဲ့ဒါဘာမှလဲဆိုတော့ကျွန်တော်ပြန်ပြမယ်ဆိုရင်ကျွန်တော်ဥတန်းဆွေနိုင်ငံတိုင်းဝင်ကြီးဥတန်းဆွေဥတန်းဆွေရဲ့ခြေတံလက်တံပဲเนาะဆိုတော့ခုနပြောလို့ခြေနှုန်းကဒီလူတွေကဟို peace center ဆိုပြီးလားဥတန်းဆွေလက်တံတော့ peace center ပဲဝင်ပြီးတော့ဆက်အနာရှင်နဲ့ပေါင်းပြီးတော့ဘက်ကူးသွားတဲ့သူတွေသူတို့တွေကအခုပြန်ပြီးတဲ့ခါဒီဘက်ပြန်ထိုးပေါ်လာဆိုတော့ကျွန်တော်တို့တွေ့နေတာเนาะအဓိကတော့ သူတို့ကခုနပြောတဲ့ဒီဥတန်းဆွေရဲ့လင့်နေမို့လို့အဲ့လင့်နေနဲ့သူတို့ US ကိုထုတ်ဖောက်တယ်ထုတ်ဖောက်ပြီးတော့သူတို့ recognition ရအောင်လုပ်လာအဲ့လိုလုပ်တဲ့အခါမှာပြောလို့ရှိရင်တော့ဒီအနောက်နိုင်ငံတွေဆိုတာလည်းဒီမိုကရေစီနိုင်ငံတွေဒါမှမဟုတ်လေသူတို့ကရွေးကောက်ပွဲဆိုတာပြောပါပါပြီဆိုရင်သူတို့အနေနဲ့အစုံတစ်ခုတော့အသီးမပြူအောင်ဆိုအနေနဲ့ဖြစ်လာဒါကိုသဘောပေါက်လို့စစ်ကောင်စီကလည်းသူ့ရဲ့အထုကြောင့်ရွေးကောက်ပွဲဆိုတော့တင်လာလိုင်းအောင်တင်လာစစ်တပ်ကတစစနဲ့ပြုံနေပြီဟုတ်လားဒါကိုပြန်ပြီးတော့ကြားကန်ဆိုမဲ့လုပ်ရတယ်ဖြစ်လာကြကျွန်တော်တို့ကဒါကိုကောင်းအောင်ပြည့်သသား ဒီ policy ချိန်ချိုးရအောင်ပြောတယ် US ASEAN Business Council လို့မျိုးဟုတ်လားစီးပွားရေးရဟာ order အနာရှိတဲ့ဖွဲ့စည်းကြီးတယ်ဒီ US ASEAN Business Council လည်းတကယ် Fortune 500 company တွေမှာ Fortune 200တော့ပါတော့ဆိုတော့တကယ် order ရှိတဲ့စီးပွားရေးအစုဖွဲ့ကြီးတယ်အဲ့လိုအဲ့လိုမျိုးတွေရတယ်မှာ စင်ဝင်ပြီးတော့ state department ထုတ်ပေါ်တော့လုပ်တယ်ဆိုတော့အဲဒီ US ASEAN business council ဆိုတာလည်းပြောလို့ရှိရင်တော့ဥသိမ်းစိန်လက်ထက်တိုင်းကစာပြီးတော့သူတို့ဟိုမှာရှိတဲ့စီးပွားရေးတွေလုပ်ဖို့အတွက်ဆက်ဆောင်ရင်းနဲ့မှာဘာယူချတာရဆန့်ရှင်တွေရုပ်သိမ်းမှုတွေစူးစမ်းခဲ့နေထားတယ်အဲ့လိုနေထားတယ်မှာလည်းခုနပြောလို့ဒီအနာရှင်ကတော့တည်တိုင်းပဲသူတို့ဟာသူတို့လက်ပေးလက်ယူသိတော်တယ်ဟာသူတို့သူတို့စီးပွားရေးနဲ့လား knowledge တွေပေးစီးပွား incentive တွေပေးပြီးတော့စီးအောင်နေပြီးလို့ရှိရင်တစ်ဆင့် အဲ့ဒီဆင်ဝင်တယ်အဲ့လိုမျိုးနေလုတ်ခဲ့တယ်နောက်တော့အခုလည်းကျွန်တော်တို့အဲ့လိုလမ်းကြောင်းမျိုးတွေနဲ့စပြီးသူတို့ထိုးပေါက်နေကျွန်တော်မြင်နေရတယ်ဆိုတော့ဒီစီဝါရေးနဲ့တန်းပြပြီးတော့မှသူထိုးပေါက်တော့ဆိုတော့အဓိကတော့ state department ကသူတို့ရောက်နေတယ်ကျွန်တော်တို့ congress ရဲ့လေကားတွေလည်းသူတို့ရောက်နေပြီနေထားတယ်ဆိုတော့ဒါအသိ energy တော့ဆိုတော့အဲ့လိုအပြောင်းလဲလေ congress မှာအခုစလာပြီ hearing တွေအဲ့ hearing တွေမှာဒီဗမာပြည်တွေကဗမာလူငယ်လေးတယောက်ဆိုပြီးတက်ပြီးတော့ဟာအပြည်သူတွေတော့နင်းနာနေပါပြီဒါတွေဆန်းရှင်းသွားပြီးတော့သူမဖြစ်တော့သူပြည်ပြည်လည်းလည်းညှိနှိုင်းနေတယ်တော်ပြီးတော့တိုင်းပြည် ည်သူလူအကျိုးတည်းရှိရှိပြီးတော့လုပ်သင့်ပါပြီဆိုတော့မျိုးဒုငယ်တယောက်အမြင်လို့ပါဒါမျိုးတွေဒါမျိုးလေးတွေလည်း plot လေးရောဒါမျိုးတွေဆလာနေဆိုတော့ဒါတွေကပြောရရင် policy change ပြောင်းဖြစ်တော့မယ်ဆိုတော့လုပ်ချင်တယ်ဆိုတော့ဒါကြောင့်မို့အဲ့ဒါကိုကျွန်တော်ဟန်တာဖို့ရည်ကြီးတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့မှာအားတွေရှိတယ်ကျွန်တော်တို့မှာတိုင်းစားအင်အားစုတွေနဲ့တာမို့ဘာမှမပြောတိုင်းစားဆိုတော့ဒီအားစုတွေတေးချစဉ်းစားနေ strategically ထိရောက်ချင်းကပ်မယ် congress so တွေမဟုတ်ဟုတ်လားเนาะဒီ legislative branch မဟုတ်တကယ် executive branch ဟောကျွန်တော်ထိထိရောက်ချင်းကပ်သွားမယ်ဆိုရင်တော့ US policy အပြောင်းလဲကျွန်တော်အနေနဲ့ဟာဟန်တားနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒါကြောင့်မို့အဲ့တော့ကျွန်တော်နီးလန်းရှာဖို့လည်းကျွန်တော်လုပ်ခဲ့ကြအောင် Oh I I want to thank you for your actions that treasury took this past Monday regarding Burma uh, the KNA the Karen National Army has become a haven for transnational criminal organizations that run illicit operations such as human trafficking and smuggling uh, the group has strong ties to the Burmese army, which has targeted religious and ethnic minorities such as the Rohingya since the civil war broke out in 2021. Uh, uh, while the U.S. and our allies continue to impose sanctions against the military junta, unfortunately, the atrocities. <coughs> အဲ့ဒီကျွန်တော်တို့လိုအပ်တဲ့ congressman woman တွေရဲ့ constituent ဆိုတာသူတို့ရဲ့သူတို့ရဲ့ဟိုမဲဆန္ဒနယ်ထဲမှာ address နဲ့နေထားဖို့ပဲလိုတယ်။အဲ့ address ထဲမှာနေတဲ့လူဖြစ်ဖို့ပဲလိုတယ်။ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ပဲရွယ်ပဲဖြစ်ဖြစ်အဲ့ထဲမှာရှိတဲ့လူတွေကကျွန်တော်တို့ဒီ congressman ကို message ပေးခြင်းနဲ့အကူအညီတောင်းခြင်းနဲ့ဒီ senator ကိုအကူအညီတောင်းခြင်းနဲ့ဆိုရင်ဒီ ကွန်ဂရက်စ်တည်းရဲ့သဘောတရားကကျွန်တော်တို့လည်းကွန်ဂရက်စ်မှာလုပ်ခဲ့ဘူးလေဆိုတော့သူတို့ကသူတို့ရဲ့ zip code constituent ကိုအတန်ကိုပဲနားထောင်နေသူတို့ရဲ့စာတွေပို့လိုက်လို့ဆိုရင်အဲ့ပို့လိုက်တဲ့စာတွေကိုဖတ်ဖို့တာဝန်ရှိတယ်တခြား zip code တခြား state ကပို့တယ်ဆိုရင်ဒါသူတို့ကမဖတ်ပိုင်ခွင့်ရှိတယ်အဲ့တော့သူတို့ constituent ပို့လိုက်ရင် ဖုန်းခေါ်လိုက်ရင် response မလုပ်ပဲနေလို့မရအောင်ဒီအတွက်ကြောင့်သူတို့ကသူတို့ရဲ့ constitution မဲဆန္ဒနယ်တဲကလူတွေကိုသူတို့ကဂယုဆိုင်ရတယ်ဘာကြောင့်လဲ now 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 terms တကူမှာအရွေးခံမှုအတွက်ကိုဒီလူတွေရဲ့မဲဆန္ဒအရေးကြီးအဲ့တော့ win win situation ဖြစ်အောင်သူတို့ချိတာပေါ့အဲ့လူနေရာမှာကျွန်တော်တို့ကအဲ့ဒီ constitution power မဲဆန္ဒနယ် ထဲမှာရှိတဲ့လူရဲ့လုတ်ပိုင်ခွင့်ကိုကျွန်တော်တို့ကအတုံးချပြီးတော့ဒီလူဒီပုဂ္ဂိုလ်ကနေတဆင့်သူတို့ရဲ့ congressman woman တွေစနေတာတွေကိုကျွန်တော်တို့ကကျွန်တော်တို့ဖြစ်ချင်တဲ့ဟာတွေကိုကျွန်တော်တို့အဲ့ဒီကနေတဆင့်ကျွန်တော်တင်ပြมาဖြစ်တယ် bipartisan basis of, as we try to address these issues in Burma. Con Congressman, we're happy to work with your staff on this legislation and thank you for your leadership on this issue. Uh, I share your concern about imposing consequences on persons who threaten the peace, security, and stability of Burma. The Treasury has tools to continue to take action for the. Well, the ဒါအပြင်ကိုကျွန်တော်တို့ tax payer ဖြစ်တယ်ဟာ tax payer right တွေရှိနောက်ပြီးကျွန်တော်တို့ constituent မဲပေးလို့ရ constituent right တွေရှိဆိုတော့အဲ့တော့ဒီဒီကျွန်တော်တို့ရဲ့အခွင့်အရေးတွေသုံးချပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဆန္ဒကျွန်တော်အဓိကကျွန်တော်ပြည်သူရဲ့အတန်ကိုထင်ရပြီးတော့ကျွန်တော်ကြကြလောက်လောက်ပြောဖို့လိုတယ်။ဒါကျွန်တော်တို့လုပ်နေတာကကျွန်တော်တို့အမေရိကန်နေတာ။ကျွန်တော်တို့က tax payer တယ်။နော်ကျွန်တော်တို့က vote voter right ရှိတယ်။ကျွန်တော်ကမဲပေးအောင်ကျွန်တော်တို့ရဲ့ power ရှိတယ်။ဒီ power တွေသုံးပြီးတော့ကျွန်တော်က US Congress ဆိုရဲကျွန်တော်တို့လောက်လျှောက်တွန်းနေတာနော်။ဒါပေမဲ့အခုက administration မှာကျွန်တော်အားလုံးစိုက်ပြီးတွန်းအောင်ဘာကြောင့်လဲဆိုတော့ state department ဆိုတော့ကျွန်တော်တို့ရဲ့ချင်းလုံးဆက်ဆံရေးရှိခဲ့တယ်နော်ကျွန်တော်တို့ဒါပေမဲ့အရင်တော့ဆိုလို့ရှိရင် US ကိုဟာစစ်ကောင်စီကလွတ်တယ်နော် diplomat နော်ဒီတိုင်ယုံဘမဒီမှာရှိတယ်နော် US က Washington မှာရှိတဲ့တိုင်ယုံစစ်ကောင်စီတိုင်ယုံလွတ်လို့ရှိရင်သူက diplomatic downgrade လုပ်ထားတယ်မှာလေတာမတ်ဆင်လက်မခံဒါပေမဲ့လည်းဟိုတာမူးကြီးပေါ့နော်ဒီ charge the affairs တာမူးကြီးကိုလက်ခံတယ်အဲတာမူးကြီးဆိုတဲ့လူလာမယ်ဆိုရင်တော့မှဒီလူရဲ့ background ကအရသာဖြစ်မှလက်ခံတယ် ဗီဇာထုတ်ပေးတယ်။အခုကမဟုတ်တော့နောက်ဆုံးတစ်ယောက်ကျွန်တော်ကြားတဲ့အနေထားကသူကစစ်တပ်ကထွက်လာပုံမူဟောင်းဆိုတော့စစ်ထွက်တွေဘာဗီဇာပေးနေဆိုတဲ့နေဖြစ်သွားဆိုတော့ဒါကတော်တော်ဆိုးသွားပြီပေါ့။ဆိုတော့အဲ့ဒီကြောင့်ကျွန်တော်တို့ရှိတဲ့ဒီမှာအမေရိကန်မှာလည်းကျွန်တော်တို့ပိန်းနေချီတော့ရောက်နေတယ်ဟုတ်လား။ဆိုတော့အဲ့ဒီအင်အားစုတွေအကုန်လုံးကကျွန်တော်တို့ရဲ့ပါဝါသုံးပြီးတော့ US ရဲ့ policy ကိုကျွန်တော်တို့ policy အချောင်းပြောင်းလဲငါတို့တိုင်းပြည်နဲ့အကိုက်ညီငါတို့ပြည်သူလိုချင်တဲ့ policy အပြောင်းလဲမဟုတ်ဘူးဒါကိုမင်းတို့အနေနဲ့ပြန်စဉ်းစားပေးပါဆိုတော့အနေထားဖြစ်အောင်ကျွန်တော်လုပ်ရမယ်ဆိုတော့ဘယ်လိုတတိယလုပ်လို့ရမယ်ဆိုတော့ဆွေးနွေးဖို့လေကျွန်တော်ခုနပြောတဲ့ advocacy seminar လေးကျွန်တော် ခေါ်ရတာဖြစ်ပါတယ်